မတော်ဗီရစီယာမင်းပိုင်ဆိုးဖြစ်ပါတယ်။အဲကျွန်တော်ခုတခါမှတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်မရ၁၇လ2025ကနေ၈ရက်၁၇လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကန္နာတဖြစ်စီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေအဲဒီတစ်ခါကာလမှာဘလူကန်ဒီယားလေးတွေကြုံတွေ့ရတယ်လေပေါ့နော်။အဲပရဖောက်ဆုံးအလုံးနဲ့ပတ်သက်ပြီးစပြောခြင်းလို့ပြောနော်။အဲ့တော့တနင်္လာသားသမီးတွေဒီကာလမှာအလုပ်တစ်ခုစတင်အကောင့်နဲ့ပေါ်ပြီးလောရတဲ့ဂိမ်းတွေရှိတယ်။ ဒီလိုလေးဆိုရင်ကိုယ့်ရဲ့လုပ်ငန်းတွေကရက်တက်နေတာကြာပြီပေါ့လေအဲဒါမှမဟုတ်ဒီကာလမှာတော့ပြန်လဲအဆပြိုပြီးတော့ပြန်လှုပ်ရတဲ့အနေအထားမှာကြောင်းရတဲ့ဂိမ်းရှိတော့လုပ်ငန်းတစ်ခုအဲသို့မဟုတ်လုပ်ငန်းတွေအစ်တတိုးချက်တာပေါ့နော်အဲအဲ့လိုမျိုးလုပ်မယ်ဆိုရင်ဒီကာလကအကောင်းဆုံးသောကာလတွေမှာပါတယ်အဲ့တော့လုပ်ငန်းအစ်တတခုခုလုပ်ပြအောင်လုပ်ပါဟိုဘာလုံးကလုံးလုံးလုံးအများမသိတဲ့သူတွေဆိုလို့ရှိရင်လည်းကိုဝါသနာပါရာကိုနဲ့အချိုးပြရာဟာလေးတွေကိုစစ်ဆေးပြီးတော့အဲမေးပြီးတော့လုပ်ရင်တော့ပိုကောင်းတာပေါ့လေနော် တော်ဒီကလာမှာအလုတ်မရှိတဲ့သူတွေဆိုရင်အလုတ်လျှောက်ထားရင်အလုတ်ရတတ်တဲ့ gain ရှိတယ်။တချို့တွေကအလုတ်ခေါ်တာကြာကြီးစောင့်နေရတယ်။အလုတ်ကတော့ဟိုဟာ interview အောင်သွားပြီးတော့စောင့်နေရတာလို့ပါလို့ဆိုဒီကလာမှာကြာရောက်လာပြီးဆိုတဲ့ gain တွေမှာအဲဒရင်ကောင်းလေးတွေကျောင်းကကြားရတာမျိုးတွေတွားဖြစ်တော့ဝမ်းသာဖို့ကောင်းတာပေါ့နော်။အဲတနင်္လာသားသမီးတွေပြီးတော့ဝင်နှန်းနေတာဖြစ်ခဲ့မယ်ဆိုရင်နှမျိုးဖြစ်ပါတယ်ဗျာနော်။တယောက်တစ်ယောက်တော့မတူကြဘူးပေါ့။အဲတစ်မျိုးကကြတော့သူကယာရုတို့တဲ့အနေထားကြုံပြီးတော့ယာရုတို့အပြောင်းအရွှေ့တွေဖြစ်တတ်တယ်။နောက်တစ်မျိုးကဘာဖြစ်လဲမေးရင်ဒီကလာမှာအလုတ်နဲ့ပတ်သက်လို့ရှိရင် ဖိအားပေးခံရတာမဖြစ်နိုင်တာကြီးတောင်းဆိုခံရတာလောက်ပေါက်ကင်ဘက်အချင်းချင်းတဟဆာရာမဖြစ်ဘဲနဲ့အများနဲ့တယောက်ဖြစ်ပြီးတော့ကွဲထွက်နေတာပေါ့လေနော်အလုံးမှာဥပမာဌာနပါတော့ဌာနထဲမှာ10ယောက်ရှိတယ်ပေါ့ကိုယောက်နဲ့ကိုနေရတဟဆာရာမဖြစ်ဘူးဖြစ်ပြီးတော့အဲကျန်တဲ့သူတွေကအုပ်စုအဖွဲ့နဲ့ဝိုင်းဝန်းတိုက်ခိုက်မှုတွေခံရတဲ့ကိန်းရှိတယ်အဲ့လိုခံရတဲ့အခါမှာလက်ရှိလောက်ကနေမလို့ချင်တော့ဘဲနဲ့ပြောင်းရင်ရှုပ်ရင်ထွက်ချင်တဲ့စိတ်တွေပေါ်လာတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုပေါ်လာလို့လက်ရှိလောက်ကနေထွက်ပြီးတော့နောက်လောက်နောက်လောက်တစ်ခုပြောင်းခဲ့ရင်ကောင်းမှမလားလို့မေးစရာရှိတယ် လုံးဝမပြောင်းပါနဲ့ပြောင်းမှမကောင်းပါဘူးပုံညာနဲ့အညာတစ်ခုရင်ဆိုင်ရလိမ့်မယ်တခုရှိတာကကိုပိုင်စီးပွားရေးတခုလုပ်မယ်ဆိုတော့ဒီကလာမှာထွက်ပေါ့နော်ကိုပိုင်စီးပွားရေးလုပ်မယ်ဆိုတော့အဆင်ပြေမယ်တခြားအလုပ်တစ်ခုကိုပဲတခြားဝန်ထမ်းအနေနဲ့ပဲဆက်ပြီးလုပ်အောင်မယ်ဆိုရင်တော့အဆင်မပြေဘူးအလုပ်တစ်ခုရှာဖို့ခက်တာရတဲ့လုပ်တွေဒီမှာပင်မဆင်းရဲမှုတွေကြုံရတာမျိုးတွေကြုံရတတ်တယ်အဲ့တော့လက်ရှိလုပ်တဲ့အလုပ်တွေမှာပဲတိခံပြီးဆက်လုပ်ဖို့ဆရာအနေနဲ့အကြံပေးလို့တယ်ဗျာနော်အဲဒါအပြင်ဒီကလာမှာပြပထွက်ပြီးတော့အလုပ်လုပ်ရှင်တဲ့သူတွေဆိုရင်တော့နိုင်ငံသားသွားတက်တဲ့ကိန်းတွေရှိတယ်ဝမ်းစာဖို့ကောင်းပါတယ်ဗျာနော် ဲ့တော့ပြည်ပနိုင်ငံခီးထွားတယ်အဲတချို့တွေဆိုရင်ဒီကလမှာစင်ကူသွားပြီးအလုပ်လုပ်မဲ့အညီငယ်ညီမငယ်အမတွေရှိတယ်ဆိုတော့ဒီကလမှာပို့ပြီးတော့ဝမ်းသာဖို့ကောင်းတယ်စင်ကူတွေဘာတွေသွားတဲ့ကိန်းတွေရှိပါတယ်နော်ကိုပိုင်စီးပွားရေးနေနဲ့လောက်ခတ်မယ်ဆိုလို့ရှိရင်ဒီကလမှာအိမ်ချမ်းမြေရောင်းဝယ်ရေးအကျိုးဆောင်လုပ်ငန်းတွေလုပ်တာလေအိမ်ဝယ်ရောင်းတွေဘာတွေလုပ်တာမျိုးတွေစောက်လို့ရနေပတ်သက်တဲ့လုပ်ငန်းလုပ်ကန်တဲ့သူတွေဆိုရင်တော့ပို့ပြီးအကျိုးပေးတယ်အဲ့ဒီလုပ်ငန်းတွေကိုယင်းနည်းမျိုးနံပြီးတော့စောက်ချပြီးလုပ်တင်တယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါဆိုတော့အကျိုးမြတ်များသောရရှိလာလိမ့်မယ်အပြိုင်ဆိုင်အတိုက်ခိုက်ကြတဲ့ကနေပြန်ပြီးရတတ်တယ်ပြန်နော် ဖြစ်နိုင်တော့အလုပ်တွေပါလို့တဲ့ခါမှာတယောက်တည်းအားနဲ့လုပ်တာဆိုရင်စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေကနေပို့ပြီးအကျိုးပေးတာတွေ့ရတော့စက်တူရှယ်ယာလုပ်ငန်းလေးတွေနော်အစုဖွဲ့လေးတွေနဲ့လုပ်ပေါ့လုပ်တဲ့ခါမှာလည်းတယောက်နဲ့တယောက်အဲနားနဲ့မှုလေးတွေယူပြီးလုပ်ကြပေါ့နော်အဲ့ဒါဆိုတော့ပို့ပြီးကောင်းတဲ့ပို့ပြီးအောင်မြင်တယ်ဒီကျွတ်တိဆိုဒီကလာမှာစာချုပ်တွေမှာလက်မှတ်ထိုးရတာနော်အဲစာရေးဆန္ဒနဲ့အရေးကြီးတဲ့စာရေးဆန္ဒတွေမှာလက်မှတ်ထိုးရတာတို့စက်တူရှယ်ယာလုပ်ငန်းတွေပူးပေါင်းပြီးလုပ်ရတာတို့ဒီလိုမျိုးကြောင့်တစ်ထက်ကိန်းထဲမှာပါတော့ဝန်သာဖို့တော့ကောင်းပါတယ်ဗျနော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းဒီတစ်ပတ်ကာလကတနင်္လာတာသမီတွေအတွက်ငွေကြေးကန်လက်လာပါရှင်မယ်ဆိုတဲ့ကိန်းထဲမှာပါတယ် ငွေကြေးကန်တက်လန်းတွေတိုးတက်မှုတွေပြိုင်ဆိုင်တယ်ဆိုတော့အစုလိုက်ပြောင်းလာရတဲ့တဲ့ဂိနီတွေရှိတယ်ပုံမှန်ထပ်ပတ်စံပုံဝင်ပဲပေါ့နော်ထပ်မှာတော့ဥပမာအဖြစ်ဒီလက်သာထုတ်လို့ပတ်စံရတာတခုမျိုးမဟုတ်ပဲနဲ့တခြားဥပမာပေါ့အပူပေါ့အဲဘောနာရတာမျိုးတွေဖြစ်စေတချို့ကအကျိုးတွေပါလိပြန်ဆက်လို့ဆိုပြီးတော့ကိုကပြန်ပြီးလက်ခံရရှိတာမျိုးဖြစ်စေစသည်အဖြစ်ပေါ့နော်တချို့မိဘတွေဆိုလို့ရှိရင်လည်းကိုရဲ့တာသမီတွေရဲ့ပြန်ပြီးပြုစုလုပ်ကြွေးမှုတွေပတ်စံပြန်ထည့်ပေးတာတွေ ရုပ်ဆရာသမားတွေဆိုရင်ကိုယ်တစ်ပတ်တည်းကလာပြီးကရော့တာတွေစသည်အဖြစ်ပေါ့အဲ့လိုမျိုးပတ်စံလေးတွေဝင်ထက်တဲ့ကိန်းတွေမှာပါတယ်အေးချမ်းချမ်းဝင်တာဖြစ်တဲ့အတွက်ဘာမှစိတ်မှုတရားမလို့ဘူးငွေချင်းနဲ့ပတ်သက်ပြီးအဆင်ပြေတယ်တခုပဲကျမ်းမာရေးကိုအကြောင်းပြုလို့ဖြစ်စေငွေကုန်ချေကျများလာမျိုးလေးတွေဖြစ်တဲ့တော့တစ်ချက်တော့ပြန်သတိထားပြီးနေနော်ဆိုတော့ပတ်စံတွေပါရလို့ရှိရင်အဖတ်တင်တဲ့ဟာလေးတွေလုထားပါလက်ထဲမမြဲတာမျိုးလေးတွေပြန်ဖြစ်လာမှာမို့လို့နော်ပတ်စံနဲ့ပတ်သက်ပြီးဘသူဘသူမှလက်မလုံမိပါစေနဲ့အထူးသဖြင့်မိတ်ဆွေအရင်းချတွေညီကောင်မောင်နှမအရင်းချတွေကိုပတ်စံလုံးဝချီလို့မရပါဘူးနော် ဘာလို့လဲဆိုတော့ချီပြီးွားလို့ရှိရင်ပတ်စံလဲဆုံးတယ်မိပြတ်ဆွေပြတ်လဲဖြစ်တတ်တဲ့ဂိမ်းတွေမှာပါလို့ခကျူးဆိုင်ပြီနော်အဲတနင်္လာသားသမီးတွေကျမကြီးနဲ့ပတ်သက်ပြီးမြင်တဲ့အတိုင်းတွေပြောရမယ်ဆိုရင်အဲ့ပြကျမကြီးကိုဆက်ကြည့်လို့ရှိရင်ကျွန်တော်အကျောနဲ့ပတ်သက်တဲ့အယိုးနဲ့ပတ်သက်တဲ့ဟာတွေပဲဆက်မြင်တယ်ဗောနော်အယိုးအစ်တွေနာကျင်ကြိုက်ခဲ့တာတွေအကျောတွေတင်းပြီးတောက်နေတာမျိုးတွေအာယုံကျောနဲ့ပတ်သက်တဲ့ယောဂါဗောနော်ခေါင်းကိုခေါင်းကိုခေါင်းအောင်နှောက်ကြတဲ့ညဘက်အိတ်မပြောတဲ့အာယုံကျောနဲ့ပတ်သက်တဲ့ယောဂါတွေအဲ့အာယုံကခါကျောညက်တာခါမှာအာယုံကျောလာညက်တာတွေနောက်ကအဲ့ဒူးတို့ ဒူးစစ်တို့ခါစစ်တို့ဒီလက်စစ်တို့ပေါ့နော်အယိုးစစ်တွေနာကျင်ကြိုက်ခဲ့တာတွေအဲ့လိုမျိုးတွေသွားဖြစ်တာများတယ်ဗျအဲ့တော့အထူးသတိထားမယ်နောက်ဆုံးဆုံးလေးတစ်ချက်ကကျွန်တော်အဲ့ကြောက်ကနေပတ်သက်တဲ့ကိစ္စလေးတွေကိုကျွန်တော်စိတ်ပူတယ်နော်မပေါ်ဆက်ကြပါနဲ့နော်အဲဖြစ်နိုင်တော့ဒီကလာမှာကွန်ဆာတဲ့သူတွေတစ်ချက်ပို့ပြီးသတိထားပြီနော်ကြောက်တယ်တာကြောက်ကနေပတ်သက်တဲ့ကိစ္စလေးပို့ပြီးသွားညှိတဲ့ကိစ္စမှာပါလို့နော်အဲ့တော့အဲ့ကျမ်းမရှိတော့ကတခုပြောနေတယ်ကားမောင်းတဲ့သူတွေတစ်ချက်သတိထားကားဆရာကြီးတွေရှိရင်တစ်ချက်တစ်ချက်သတိထားပဲကားပွတ်သွားတာတိုက်မိမှုလို့ဖြစ်သွားတာတွေကြုံရတဲ့ကိစ္စရှိလို့နော် အဓိကတော့မတနေ့ကသာသမီတွေတံမိုးကြည့်တဲ့စက်ပစ္စည်းတွေပါတယ်ဝင်တဲ့ကိန်းရှိတယ်အဝင်တော်ပါတယ်တချို့တချို့ရှစ်ပုံရှစ်ငံကြီးမှာတဲ့အမျိုးသမီးလေးတွေဆိုလို့ရှိရင်စိန်လက်စွပ်တွေနဲ့အခုချစ်သူအိမ်တော်ဘက်ကနေဟိုဟာချစ်ခွင့်ပါနာတို့ဒီဟိုလက်ထခွင့်တောင်းတာတို့ဒါမျိုးတွေကြုံရတတ်တဲ့ကိန်းတွေမှာပါတယ်ဝင်လဲအဝင်တော်တယ်ပဲနော်အဲ့ဒါစိန်နဲ့ပစ္စည်းတွေပါတယ်ဝင်လို့ရတယ်ဆိုင်ကယ်တို့စက်ပစ္စည်းတွေဝင်လို့ရပါတယ်အဝင်တော်တယ်တခုတော့ရှိတယ်ဖြစ်နိုင်တော့ရွှေတွေပါတော့မလုံနဲ့ပေါ့နော်တိတ်အဝင်မတော်တတ်ပါဘူးတချို့လေးတွေရှိတယ်ရွှေလေးတွေပါလေးတွေပျောက်တာပြတ်တာလေးတွေဖြစ်တဲ့ကိန်းပါလို့လေတခြားတော့ကိူးစားပြပါ ီးတော့တနင်္လာသားသမီးတွေဒီကလာမှာအဲတွမ်းလာလှုပ်ရှားတဲ့အခါတစ်ချက်လေးသတိထားပေးမယ်။မင်းစုကနေပတ်သက်တဲ့ကိစ္စလေးတွေညှိစွမ်းတာလေးတွေကြောင်းဝမ်းတဲ့ကိန်းလေးတွေရှိလို့ဖြစ်ရင်တရားမမှုပုံစံခေါ်ပြီးအရှိန်အကြာကြီးဖြစ်သွားတာလေးတွေဖြစ်တဲ့ကိန်းပါတယ်။မပေါ်ဆက်ပါနဲ့နော်။ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့တနင်္လာသားသမီးတွေဒီကလာမှာပညာရေးကံလေးက90 90မှာတော့ရှိတာပေါ့လေနော်အဲ့တော့အရင်အားကောင်းတာတော့မဟုတ်ဘူးစာဝတ်ဖြစ်ရင်90လောက်ပဲအောင်တယ်ဆိုတော့ရန်လုံးပြမရှိတဲ့အတွက် ကိုဘက်ကနေဝရိယအားလေးနှစ်သုံးသားလောက်ကြိုးသားမယ်ဆိုတော့ပို့ပြီးတော့တေချာလိုက်မယ်အဲ့လိုမှမဟုတ်ဘူးဆိုတော့တက်တက်လေးပဲဝေဝါနေတဲ့အနေထားလေးတွေဖြစ်တယ်လို့ကြိုးစားပေးပါအောင်ပြန်နော်အခြေအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှင်တော့ဒီကာလကတနင်္လာသားသမီးတွေတို့ကအခြေအိမ်တော်ကြီးကတော်တော်လေးအားကောင်းတဲ့ကာလပါပဲဘာလို့လဲဆိုတော့ချစ်သူမရှိတဲ့သူတွေချစ်သူရတာတချို့အားလေးတွေဆိုရင်ချစ်သူအိမ်တော်ဘက်တွေနဲ့ကွဲတယ်ပြတ်တယ်လေအဲ့ကွဲပြတ်တဲ့ချစ်သူအိမ်တော်ဘက်တွေကအဲအမားတွေကိုလာဝင်ချတောင်းပန်ပြီးတော့ကိုယ်စီပြန်လာတာမျိုးလေးတွေလည်းဒီကာလမှာဖြစ်တယ်တဲ့ပေါင်းမှတင်ရတယ်ပေါ့နော် အဲ့တချို့လူတွေဆိုရင်ဝေးကွာနေတာကြာပြီဖြစ်တဲ့ချစ်သူတွေနဲ့ပြန်ဆုံပြီးတော့ဒီကလာမှာလက်ထကရတာတို့မင်္ဂလာဆောင်ရတာတို့စသည်အားဖြင့်ပေါ့နော်။ကောင်းတဲ့ဟာလေးတွေနဲ့ကျွန်ဝါတက်ကိန်းတွေမှာပါတော့အဲဝမ်းသာဖို့တော့ကောင်းတယ်။တခုရှိတာက game size စနေတာလေ။ဟိုဓာတ်ရိုက်ကြီးမဟုတ်တော့လောက်မှာတော်ရတဲ့နေအားဖြင့်တချို့လူတွေမှာအခြေအိမ်တော်ကြီးညံ့တဲ့လူတွေရှိတယ်။ကိုချစ်သူအိမ်တော်ဘက်ကစနေတန်းသမီးဗုဒ္ဓဟူးတန်းသမီးဆိုရင်တော့ပြဿနာလေးတွေပြီးတာတို့တို့လောက်ဖြစ်တာတို့ကိုစီကထွက်သွားတာတို့ဖြစ်တတ်တယ်။ တရားတရားတော့တိတ်မတူကြဘူးပေါ့လေနော်အများအားဖြင့်တော့ယူရအားဖြင့်တနင်္လာသားသမီးတွေဒီတစ်ပတ်တာကာလကအခြေအကံကောင်းတဲ့စကားထဲမှာပါပါတယ်ကြနော်နိုဝင်ဘာလ9ရက်6ရက်9ရက်10ရက်အဲ့ရက်တွေကတော့အခက်အခဲအားလုံးကိုကြော်ရနိုင်တဲ့အနေအထားလေးတွေရှိတယ်ငွေချေးနဲ့ပတ်သက်ပြီးတော့စီးပွားလက်လာပါတဲ့ကာလထဲမှာပါတယ်ရှင်မြန်ပြည်လုပ်တဲ့ကိစ္စမှန်တယ်များအောင်မြင်တယ်စုစည်းတွေဘွတ်ဒုကုံနူးတွေရတဲ့ဆိုတဲ့ကာလအဲ့ကာလထဲမှာပါတာပေါ့လေနော်ပြီးတော့အယောင်ထိုင်းနေတဲ့ပစ္စည်းတွေဆိုအဲ့ကာလမှာရောင်းထွက်လိမ့်မယ်အိမ်တွေဘာတွေရောင်းနေတဲ့သူတွေဆိုအဲ့ကာလမှာရောင်းထွက်တာအိုးတဲ့အိမ်တွေပြန်ရတာအိမ်ပြင်ဆင်ရတာဒါရီအစာကြုံရတဲ့ ီးတော့ဆောက်လို့ရလို့ငွေလောက်ကနေတဲ့သူတွေဆိုရင်အဲ့ကလာမှာဟိုတင်နာတွေပါတယ်အောင်နာတွေအစားပေါ့နော်အများကြီးပဲအဆင်ပြေတဲ့ game ပါတယ်အင်္ဂါနာနဲ့ပတ်သက်တဲ့လုပ်ငန်းအဝဝကိုအဲ့ကလာမှာအကျိုးကျေးဇူးရရှိမှာတွေ့ရတယ်နိုဝင်ဘာလ2ရက်3ရက်4ရက်အဲ့ရမှာတော့အညံ့နေတွေရှိတယ်ငွေကြေးအတွက်စကားများရတဲ့ game တွေရှိတယ်အထူးသဖြင့်မိတ်ဆွေအရင်းချတွေနဲ့ပတ်သက်ပြီးမိတ်ပြတ်ဆွေပြတ်ဖြစ်တဲ့တယ်ယင်းနေတဲ့သူတွေကိုအထင်လို့ပြီးမုန်းတယ်ကို့ဘက်မှာဘာမှမရှိဘူးအဲကို့ရဲ့ဟိုပြောတဲ့စကားလေးတွေပေါ့နော်ကို့ရဲ့လှုပ်ရွက်လေးတွေကြောင့်အထင်မြင်လွဲစရာလေးတွေဖြစ်တဲ့တယ် ဆိုတော့စေတနာဝေဒနာဖြစ်တတ်တဲ့ကိစ္စတွေရှိတော့တခုဆိုလို့ရှိရင်အာမငံကိစ္စတွေလုံးဝမလုပ်ကြဘူးเนาะသတိထားပါမြင်တဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်အမှုဖြစ်တာမျိုးလေးတွေတချို့ကမြေပိုင်ဆိုင်မှုမခိုင်မှလို့ဆိုပြီးတော့အစိုးရကပြန်ပြီးတင်ဆက်တာတွေအားစအခမ်းအနားကြုံရတာမျိုးလေးတွေဖြစ်တတ်တဲ့ကိစ္စပါတော့အထူးသတိထားပေးပါเนาะအကန်ရရဲ့ထားမမှုအပြည့်အဝရအောင်ခိုင်ရန်အောင်နှုတ်နဲ့အောင်အစိမ်းအောင်ပွင့်အောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါရွှေပန်းငွေပန်းမြေပန်းရောင်စုံဗရိမနိုင်ပန်းရောင်စုံတို့ကို မိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာမှန်ကရဖြစ်စေအနေအဲ့ခါနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့တုံးဆွဲပြီပါအဲကျွန်တော်မိတ်ဆွေအဲတနင်္လာသားသမီးတွေဒီတပတ်ကာလမှာကျွန်တော်နဲ့အညံ့နေกินပြီးတော့ကောင်းတဲ့ကံတွေပို့ကောင်းအောင်ရရလေးပေးအောင်ရရအနေနဲ့ဘာလို့ကလဲဆိုတော့အရဟန်းတန်ခါတော်တွေကိုစတုမတူလေးအဲ့ဆေးဘူးလေးတွေဝယ်ပြီးတော့အဲဒါနာပြုလူတန်းပြအောင်လူတန်းပြလိုက်ပါအဲဆိုရင်တော့အဲကျွန်တော်နဲ့အညံ့နေกินသွားပြီးတော့ကောင်းတဲ့ကံတွေပို့ကောင်းမှာပေါ့နော်ဒါပြင်ဘာထပ်လုပ်ချင်လဲဆိုတော့ရုပ်စိုးပေါ့နော်ကိုယ်အနီနာပေါ့ဝင်ချင်မှရှိတဲ့ တက်တန်းရဲ့ညောင်မကြီးကြီးမှာဆောက်တဲ့ရုပ်ကစိုးကိုမနှက်စစောလေးမှာစစ်ထမင်းပူပူနွေးနွေးလေးတွားရောက်ကပ်လို့ပြီးတော့အလိုရှိရာလေးစနာပြူစုတော်ကြီးအားဖြင့်ဧကမုတ်ချပြေဝလာပါလိမ့်မယ်နော်အဲ့ဒီရရလေးလုတ်ပြအောင်လုတ်ပေးပါရုပ်ခရရရလုတ်ခေါ်ပါပဲတနင်္လာတန်သူရအောင်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်း